င်္ဂလာပါမနေ့က GFOC page မှာတင်ထားတဲ့ JD Science မိကွန်လေးရဲ့အဖြေနဲ့ဒီအဖြေကိုဘယ်လိုမျိုးစဉ်းစားပြီးတော့ရွေးချယ်ဆိုတာကိုဒီနေ့အရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဆရာမတို့မိကွန်ကိုဖတ်ကြည့်ရအောင်တော့ဒီမိကွန်ပုံစံလေးကပြောလဲဆိုလို့ရှိရင် JD မိကွန်ဒီမှာမိလေးရှိတဲ့ပုံစံအတိုင်းပါပဲ information လေးပေးထားမယ်အဲ့ဒီ information ကိုပေးထားပြီးတော့ဆရာမတို့မိကွန်ကိုဖြေရမယ် အဲတချို့မိကွန်းတွေဆိုလို့ရှိရင်တော့ information ပေးထားမယ်ဒါအပြင်အ graph တွေချတင်ပေးထားမယ်အဲဒါတွေကြည့်ပြီးတော့ဟိုကဆုံးဖြတ်ပြီးအဖြေကိုရွေးရတာရှိတယ်တွက်ချက်ပြီးဖြေရတာမျိုးလည်းရှိတယ်ဒီမိကွန်းပုံစံလေးကတော့ information ကို ဖတ်ပြီးတော့ပေးထားတဲ့ information ကိုဖတ်ပြီးတော့မိကွန်းကိုဖြေရမှာဖြစ်တယ်အဲ့တော့ information ကိုဖတ်တဲ့အခါမှာ တချို့ information တွေကကြတော့ဟိုအတိုင်းထဲမှာဆ iam မနဲ့တင်ထားပြီးသားတင်ကန်းစာတွေဖြစ်နေတတ်တယ်လို့တချို့ကြတော့လေဒီမိကွန်းနဲ့ဆိုင်တဲ့မိကွန်းထုတ်သူ ပြပြထားတဲ့ပေးထားတဲ့ information တွေဖြစ်တာကိုတွေ့ရတယ်ဒါကြောင့်မို့လို့ဒီပေးထားတဲ့ information ကိုတည်တည်ချာချာဖတ်တတ်ဖို့ဖတ်ဖို့လိုပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မိခုံးလေး information ကိုဖတ်ကြည့်ရအောင် Cystic fibrosis is a genetic disorder that results from the inheritance of two recessive alleles, sometimes including often and repeated lung infections. အဲ့တော့ပေးထားတဲ့ information ကဘာပြောလဲဆိုလို့ရှိရင် cystic fibrosis ဆိုတဲ့ဟာက genetic disorder မျိုးရိုးဗီဇချို့ရင်းမှုတစ်ခုဖြစ်တယ်တဲ့။သူကဘာလဲဆိုလို့ရှိရင် two recessive alleles genotype က recessive ဆိုတာနှောင်းမခံဗီဇလို့လည်းပြောလို့ရတယ်။ဆုပ်ယုပ်တဲ့ဗီဇနှောင်းမခံတဲ့ဗီဇဆုပ်ယုပ်တဲ့ဗီဇအဲ့တော့ဆုပ်ယုပ်တဲ့ဗီဇကိုဖော်ပြတဲ့ genotype အာ alleles နှစ်ခု recessive အဲ့တော့သူ့ရဲ့မျိုးရိုးလိုက်ချင်းကနေပြီးတော့ရလာတဲ့ရလက်အဲ့တော့ recessive to recessive alias ဆီမတို့က recessive ဆိုလို့ရှိရင် small letter နဲ့အဲသင်္ကေတပြုလေရှိတယ်အဲ့တော့သင်္ကေတကို abcd တိုက်ရထားလို့ရတယ် fc သုံးဖို့ကြိုက်တာထားလို့ရတယ်ဒီမှာဆီမဘေးထားမယ်ဆိုတော့ဆိုဒါဆိုလို့ရှိရင်သူ့ရဲ့ genotype ပုံစံဒီ alias နှစ်ခု small b small b recessive ကိုဆရာမတို့က small letter နဲ့ရေးတယ်။အဲ့တော့ဒီယောဂရဲ့အမျိုး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 ဗီဇဆိုရင်းနဲ့ယောဂရဲ့လက္ခဏာအသွင်ပြင်ဟာအစုံမှာထပ်တလင်းလေးအပိုးဝင်ခြင်းနဲ့ချောင်းဆိုးခြင်းဆိုတဲ့လက္ခဏာတွေပါဝင်တယ်။တော့မိကုန်းကိုဖတ်ကြည့်ရအောင်။ What is the chance that a child might inherit this disorder if one parent is homozygous dominant and the other parent is heterozygous? မိဘတယောက်က homozygous dominant ဖြစ်နေတယ်ဟော homozygous ဆိုတာကဒီသူ့ရဲ့ genotype မှာတသားတဲ့အတူတူဖြစ်နေ alias နှစ်ခုကအတူတူဖြစ်နေတယ်လို့ပြောတာပြီးတဲ့အခါကျတော့သူ့ရဲ့ရမိုးတယ်ဆိုတော့ရမိုးတဲ့ဗီဇကို ပြခြင်းဆီယမတို့က capital letter နဲ့ကြီးတယ်အဲ့ dominant ဖြစ် dominant ဖြစ်တယ်ဆိုရင် capital letter အဲ့ဒီမှာမှာ homozygous ကအတူတူဖြစ်နေတယ်တသားတဲ့ဖြစ်နေတယ်ဆိုရင်နှစ်ခုလုံးကအတူတူပဲ big b big b လို့ရေးမယ် Now that the other parent is heterozygous. Heterozygous ဆိုတာကကြတော့ဒီသူ့ရဲ့ဂျင်းတို့ထိုင်မှာပြနေတဲ့ alleles နှစ်ခုကမတူဘူး။ क्वे ပြရတယ်။သူကလည်းအလွယ်တူကပြရလို့ပြောကြတယ်။အဲ့တော့မတူဘူး क्वे ပြရတယ်ဆိုတာကဆရာမတို့အာစီမဲ့ဆိုလို့ရှိရင်တစ်ခုက big b ဖြစ်မယ်တစ်ခုက small b ဖြစ်မယ်ဒါကသူ့ရဲ့ဂျင်းတို့ထိုင်ပုံပဲပေါ့။ အဲ့တော့အဖြည့်ပေးထားတဲ့ A 0%, B 25%, C 50%, D 100%အဲ့တော့ဘလောက်ရာခိုင်နှုန်းဖြစ်နိုင်သလဲပါလာနိုင်သလဲဒါကိုဆရာမတို့ unit square လေးနဲ့ကြည့်ကြရအောင်မကြာခဏလေ့ကျင့်မှုတွေမိခုနေအများကြီးကိုဖြည့်ဖို့တဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်ဒီသင်္ကေတလေးကိုကြည့်ပြီးတာနဲ့အဖြည့်တိုင်းရလို့ရပါပြီအဲဓမ္မမဟုတ်ရင်လည်းပို့ပြီးတော့တေးချခြင်းလေဆိုရင်ဒီလိုအကြံလေးချဆွဲပြီးတော့ အပြည့်ရွေးလိုက်လို့ရပါတယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ပိ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 နောက်တစ်ခွဲမှာအာပိပိ small p ဟုတ်ပြီနောက်တစ်ခွဲနောက်တစ်ခွဲမှာကြာတော့နောက်တစ်ခွဲမှာကြာတော့ဆရာမတို့ပိပိ small p ဒါကသူ့ရဲ့ဖြစ်နိုင်တဲ့ probability သို့မဟုတ် chance အဲ့တော့သူဖြစ်နိုင်တဲ့မျိုးရိုးလိုက်လာနိုင်ဒီယောဂါကိုမျိုးရိုးဆက်ခံနိုင်တဲ့မျိုးရိုးလိုက်လာနိုင်တဲ့အသွင်အပြင်ဒီ small b small b ဆိုတဲ့ recessive to recessive alleles ဖြစ်ရမယ်။သို့တော့ဒီမှာမပါဘူးမပါတဲ့အတွက်ဆရာမတို့ကအဖြေဒီ0%ကို ရွေးရမှာဖြစ်ပါတယ်။နော်နောက်အပတ်ဒီအပတ်ဒီမှာလဲသိပ္ပံမျိုးလေးကိုတင်သွားပေးမယ်။ပြီးရင် အဲနေ့စဉ်နေ့တိုင်းမှာလည်းဆရာမတို့ဒီဘာသာအကုန်လုံးလေးဘာသာကြီးတွေလေးဘာသာစလုံးကိုအစဉ်အတိုင်းနေသွားပြီးမှဖြစ်ပါတယ်အားလုံးပညာရေးတန်းတို့အခွင့်ရကြပါစေ